အားလုံးပဲမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ။ Champion ပြိတ်သက်တွေအောင်းလဲမင်္ဂလာပါ။ဒါမနေ့ကတုန်းက Barcelona က Athletic Club နဲ့အိမ်ကွင်းမှာသူတို့ကစားတဲ့အခါမှာဒီပွဲက Barcelona ရဲ့ Spotify Camp မှာပထမဆုံးချိန်ပြန်ကန်တဲ့ပွဲပဲ။ ဆိုဘာဆိုနာပေးတက်တဲ့အချိန်တော်ကြာစောင့်နေတဲ့ဒီကွင်းသစ်ကြီးပေါ့လေဒါကွင်းသစ်ကြီးမှာစပြီးတော့သူတို့ပြန်ကန်ရတဲ့ပွဲဖြစ်ပြီးတော့ဒါဘယ်လိုပြောမလဲဆိုတော့ဒါသူပြိတက်တဲ့တော်တော်လေး emotion ဖြစ်ကြတာပေါ့လေဒါဒီပွဲမှာဒါ Lewandowski ကဥဆောင်ကိုတွင်းပြီးတော့ Catalan Club အတွက်စပြီးတော့ဥဆောင်ကိုတွင်းတယ်ဆို Lewandowski က Spotify Camp လူရဲ့ဒါပြိတက်4500ရှိတဲ့ပြိတက်ရှေ့မောက်မှာဒါသူ့ရဲ့ပထမဆုံးကိုတွင်းတယ်ဒါအခုလက်ရှိမှာ Hansi Flick လက်ထက် မှာဘာဆိုနာအသင်းကားတမိုင်းတလျှောက်နှစ်လိုက်မှာဂိုးများဆုံးတွင်းထားတဲ့မှတ်တမ်းဝင်တယ်။ဆိုတော့ကျွန်တော်ပြောချင်တဲ့ချက်ကအိုက်ကွင်းတက်မှာကစားကွင်းရဖို့အတွက်ပေးသက်တယ်ပတ်စံဘလောက်ကုန်ကြကြလဲ။ဆိုတော့ကျွန်တော် Spotify Camp လူကပေးသက်3,500ဝင်ကွင်းရမယ်ကွင်းဖြစ်မယ်။ အခုလောလောဆယ်ပထမအဆင့်ကောင်ဆယ်ကနေ2000အရင်ခွင့်ပြုတယ်။အဲ့တော့ကြောင့်နိုဝင်ဘာလဆန်းမှာသူတို့ open trade day ကို training session လုပ်တယ်။အဲ့ဒါလည်းပိတ်သက်တွေကိုပတ်စံ charge လုပ်တယ်။ပိတ်သက်တွေအားလုံးက happy ဖြစ်တယ်ပြီးတယ်လာကြည့်တယ်။နောက်အခု4500ကျော်သူတို့တက်ပြီးတော့စပြီးတော့ဒီပွဲကိုစဖွင့်တယ်။ဒီနေရာမှာဘာဆိုနာပိတ်သက်ဘလောက်ထိများလဲဆိုရင်ဘာဆိုနာပိတ်သက်4500မှာသူတို့စုစုပေါင်းဒီပွဲအတွက်ပေးရတဲ့လက်မှတ်ကားက အနည်းဆုံးယူရို199ကနေ986အထိဒါဒီပွဲအတွက်ကုန်ကြခဲ့တယ်ဆိုပြည်သည့်နမကြီးလက်ကီသတင်းစာရေးပေါ်ပြချေရပေးတဲ့အားလုံးကဓမ္မပစ်တာကဒီကွင်းတစ်ကြီးမှာကစားခွင့်ရမယ်ဆိုတဲ့အချက်ကြောင့်ပဲဘလောက်ဈေးကြီးကြီးကြည့်မယ်ဆိုတဲ့အချက်199ဒါဘယ်လိုပြောမလဲ199ယူရိုဆိုယူရို200ပဲထားပါတော့ယူရို989ယူရိုထိရှိတယ် တကယ်တမ်းကျတော့ဘာဆိုနာရဲ့တရားဒီလုံးသားစီစဉ်ဟိုတာတိကက်ပေါ့လေပုံမှန်တိုင်းဝင်လို့ရတဲ့ဒီ Spotify Camp လို့ queen အဟောင်းရဲ့ဒီနောက်ပြီးတော့ဒီ Olympic queen ကိုပြောင်းလာတဲ့အချိန်မှာသူတို့ charge လုပ်တဲ့ဒါတရားဒီလုံးသားလက်မှတ်ကဒါဒီအနေဆုံးလက်မှတ်ဟာ923ပဲရှိတယ်တကယ်တော့989ပေးတဲ့ဆိုဆိုတပွဲတည်းနဲ့အဲ့လောက်ကုန်တာဗျာဒါပုံမှန်အဖြစ်ကတရားဒီလုံးသားဆိုရင်တူတရားအဖြစ်အင်ကွင်း19ပဲရှိတယ် ဒါအိမ်ကွင်းစုစုပေါင်းအသိန်း20မှာအိမ်ကွင်း19ဘွဲ့အတွက်923ဆိုတာတော်တော်ကိုတန်တယ်တန်တာမှတော်တော်တန်တော်923ဆိုတာကတော့ဒါကျွန်တော်တို့ဒါ923ကို19နဲ့စားရင်တပွဲပြန်မြယူရို38ယူရိုပဲရှိတယ်ဒါကဥရောပမှာ one of the cheapest season holder ticket လို့တော့ပြောလို့ရတယ် ိုက် price တွေကိုသူတို့အတိုင်းပဲ။ Now သူတို့ကဗျာသူတို့ဇုံနဲ့ charge လုပ်တာဘာဆိုနာကမြောက်ပိုင်းရဲ့ not gold stone ဆိုရင် not gold stone တဲ့ဒါ not gold ဆိုတဲ့ဇုံမှာ923 euro south gold မှာ923ပြီးတော့ not corner ဆိုရှင်မြောက်ဖက် corner ဘက်အချမ်းက905 euro နဲ့တောင် corner ဘက်က south corner က905 euro နဲ့ပြီးတော့မှတခြား main stand တွေကတော့1000နဲ့1000ကျော်ကျော်ကနေ1900 1938ထိသူတို့ charge လုပ်တယ်တချို့ VIP area တွေဆို2000ကျော်3000လောက်ထိရှိတယ်ဒါပေမဲ့အဲ့ဒါကဘာဆိုနာရဲ့ပုံမှန်ဆိုစန်တီယာဂိုပါနေပေကို Real Madrid အသင်းရဲ့အခုလက်ရှိ brand new queen တီမှာသူတို့ charge လုပ်တာကအနည်းဆုံးစန်တီယာဂိုပါနေပေရဲ့အစည်းအပေါ်ဆုံး cheapest season order ticket ကဒါ Euro 1135 1350ဆိုဘာဆိုနာရဲ့ဈေးကြီးဆုံး season order ticket ထက်ပိုများတယ် ဈေးကြီးဆုံးထက်အလေလက်တက်တက်ပူတဲ့ main stand မှာရှိတဲ့တချို့တစ်ကက်တွေပေါ့လေသူတို့ရဲ့ဘာဆိုနာရဲ့ဈေးကြီးဆုံးတစ်ကက်တွေတဲက1000နဲ့900 38ဆိုတာကရယ်မက်ဒရစ်ကအနိုင်ဆုံးက1350အပြင်ကိုရယ်မက်ဒရစ်ရဲ့စီစဉ်ဟိုတာတစ်ကက်ထဲမှာတကယ် expensive area ကဒါဘယ်လိုဖြစ်လဲဆိုတော့4500ထိတောင်ရှိတယ်ဆိုတော့သူတို့ကလည်းကွင်းသစ်ကြီးစောက်ထားတယ် brand new ကွင်းသစ်ကြီးလည်းပါတယ်ဆိုတော့ဒီ Spotify Camp လို့မှာ Barcelona ကွင်းသစ်နဲ့အတူဘလောက်ထိသူတို့အပြောင်းလဲတွေနဲ့ charge လုပ်မလဲခံမှန်းရခတ်တယ်ကျွန်တော် Premier League မှာဆို Arsenal ဆိုရင်ပေါင်2000လောက်ရှိတယ် Tottenham Hotspur ဆိုလည်း2000ကျော်ရှိတယ် Fulham ဆိုရင်အခု River Side ဆိုတဲ့ဒီ stand ကိုဖွင့်လိုက်တဲ့အချိန်မှာအဲ့ဘက်ခြမ်းဈေးအရန်ကြီးတယ် ်ချယ်ဆီစတန်ဖို့ဘစ်လည်းဈေးကြီးတယ်ကျွန်တော်မန်ချက်စတာစီးတီးဆိုရင်တရာသီလုံးဈေးပေါ်ဆုံးတစ်ကက်ကပေါင်400နဲ့900ကျားပဲရှိတယ်ဆိုတော့သူတို့တော်တော်လေးဈေးပေါ်တယ်ဒါပေမဲ့ဥရောပနဲ့ရှင်ဒေါ်မန်တို့ဘာလို့ဆိုရင်ယဲလိုဝေါ်မှာတော့မှ300ယူရို300ကျော်လောက်ပဲရှိတယ်ဆိုတော့ဘာဆိုနာပွဲတစ်ပွဲအတွက်လီမန်ဒေါစကီရဲ့အဖွင့်ကိုကိုကြည့်ရမယ်ပေးသက်တီတို့က Spotify ကမ်မူကြီးရဲ့ဖွင့်ပွဲမှာပေးသက်တယောက်အနေနဲ့ယူရို196ကနေ900 600နီးပါးထိသုံးခဲ့ရပြီးတော့ဒါကွင်းတိကြီးကိုသူတို့စတင်ဖွင့်လှစ်လိုက်ပါပြီအားလုံးကျေးဇူးတင်ပါတယ်